နေပြောပြပေးချင်တာကတော့ကျွန်တော်တို့ဒီမှာကနန်းလေးတွေငယ်ပေါ့နော်စာရနဲ့တွဲရိုက်ထားမိတဲ့စည်ရင်းတွေကိုပေါင်းနီးမြောင်နီးလေးတွေဖြစ်ပါတယ်ဒီမှာဆိုလို့ချင်းကျွန်တော်တို့ကကနန်းနဲ့စာရတွေကိုတွဲရိုက်ထားမိတဲ့ USD ဆိုပြီးတော့ပေါ့နော်သူရဲ့ငွေကြေးဆိုင်လေးဒီငွေကြေးလေးကိုထည့်ထားမိတယ်အဲ့ဒါကိုကျွန်တော်တို့ကပေါင်းချင်တယ်ပေါ့နော်ပေါင်းချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီတောင်လေးမှာပုံမှန်ဆိုရင်အဲဆမ်ဆိုတာရောကောင်ရောပေါ်ပေမဲ့အခုဒီမှာမပေါ်ပါဘူးဒီမှာကတော့ကနန်းလေးတွေပါကနန်းလေး းဆိုတော့ဒီမှာပေါင်းကြည့်လိုက်မယ်ဆိုရင်တော့ငန်းဆန်းတိုတန်1800ဆိုပြီးပေါ်ပါတယ်ဒီမှာမြင်အောင်ကျွန်တော်ဆန်းဖော်မြူလာခေါ်ပြီးတွက်ပြပါမယ်ဆန်းဖော်မြူလာခေါ်ပြီးတွက်လိုက်လို့ရှိရင်ဒီမှာကတော့အဲဒီမှာလေ1800ဆိုပြီးတော့ပေါ်တယ်အဲဒီမှာဆမ်ဆိုတဲ့ဖော်မြူလာကိုခေါ်ပြီးတွက်မယ်ဆိုလို့ရှိရင်တော့မပေါ်ပါဘူးဒီမှာဆိုရင်တော့0ပဲပြနေပါတယ် အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီလိုလဲကန်စာသားတွေကိုရိုက်မိထားမိပြီအ мян လဲပေါင်းကျင်နေဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ပေါင်းလို့ရတဲ့နီလန်လေးရှိပေါ့ကျွန်တော်ပြောပြပေးပါမယ်အဲ့ဒါကတော့ substitute ဆိုတဲ့ formula လေးရဲ့ value ရဲ့ဟို ပေါင်းသုံးပြီးတော့မှဒီကောင်လေးတွေကိုကဏန်းဖြစ်အောင်ပြန်လုပ်ရမှာပါ substitute ဆိုတော့အစားထိုးတာပါကျွန်တော်အဲ input function test ခေါ်ပြ function argument လေးကိုပြပေးပါမယ်ရှင်းတဲ့ f3 နဲ့ကိုနှိပ်လိုက်ပြီးဆိုရင်ဒီမှာ sub လေးတွေပေါ်လာပါတယ်ဒီမှာကျွန်တော်တို့ လိုချင်တဲ့ formula ကိုရိုက်ခဲ့ပြီးရှာလို့ရပါတယ်ဒီမှာကတော့ရှာထားပြီးသားမို့လို့ okay လို့ပဲနေလိုက်မယ် substitute ဆိုတော့ test လို့ပြလာပါတယ် test က bad test တွေလဲပြီးရင် o test new test ပေါ့နော်အဲပြီးတော့ instant number အဲ instant number ကတော့မထည့်ရင်လည်းရပါတယ် test ကတော့ကျွန်တော်တို့ bad test တွေလဲဆိုတာမျိုးပြောပြရပါပါအမှန်ပြန်ပြန်ခေါ်ပေးပါမယ်ကျွန်တော်ဒီမှာထားမှာမို့လို့ insert function တွေက shift f3 နဲ့ခေါ်လိုက်ပါမယ်အဲအဲ့မှာဆိုရင် substitute ဆိုတာလေးကို okay ပေးလိုက်မယ်ဆိုရင်ဒီမှာကြာလာ ပြီ test ကပဲ test တွေလဲဆိုတော့ကျွန်တော်ဒီ test တွေပါအဲပြီးတော့ o test ကပါလဲဆိုတော့ကျွန်တော်က USD ဆိုတဲ့ o test ကိုဖယ်ထုတ်ချင်တာပါအဲဆို USD ပါ new test မှာကျွန်တော်ကဘာမှပြန်မပေါ်ခြင်းတဲ့အတွက်ဘာမှမထားတော့ plan ထိထားလိုက်ပါမယ်အဲ့ဒါပြီးရင်ဒီ instant number ကတော့မထည့်ရင်လည်းရတယ်အခုမလိုလို့မထည့်ပါဘူး okay လို့ပေးလိုက်ပါမယ် okay လို့ပေးလိုက်ရင်သူကဒီမှာဒီလိုလေးတွေ USD ကိုဖယ်ထုတ်ပြီးတော့ပြပေးတာပေါ့နော်အဲမှဆိုကျွန်တော်ကဒီ share ကနေ ကနန်းဒီကနန်းလေးပြောင်းကြရင်ဒီ test လေးနှစ်ခုခံလိုက်ကနန်းပြောင်းသွားပါတယ်အဲပြီးတော့ sum formula လေးကိုကျွန်တော်ရေးလိုက်ပါမယ် sum ဆိုပြီးတော့ရေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာ2800ဆိုပြီးတော့ပြသွားပါပြီဒီမှာလည်းခဏနေတော့ပေါင်းလုံးကလည်း2800ကအခုလည်း2800ဆိုပြီးတော့ပြသွားတော့အမှန်သွားပြီဒါဆိုရင်တော့ပေါင်းလို့ရသွားပါပြီဒီနေရာမှာ စက်တီကျူဖော်မြူလာရဲ့ရှေ့ကနေဒီလို test လေးနှစ်ခုခံလိုက်တာကတော့သူ့ကို value တန်ဖိုးပေါ့နော် number ဖြစ်အောင်ပြောင်းလိုက်တာပါနောက်တစ်ခုကတော့ဒီကောင်ကို number ဖြစ်အောင်ကျွန်တော်တို့အဲ့ဒီနည်းနဲ့မပြောင်းမနဲ့လည်းတခြားနည်းနဲ့ပြောင်းလို့လည်းရပါတယ်ဒီမှာ formula test လေးကျွန်တော်ခေါ်ထားခဲ့ပါမယ်ဒီကောင်ရဲ့ ဘယ်လိုတွက်ထားလဲဆိုတော့ TM formula syntax လေးကဒီတိုင်းမှာနောက်တနည်းနဲ့ကျွန်တော်တွက်ပြပါမယ် equal အဲ့တိုင်းမှာပဲ sum ဒါမဲ့ဒီနေရာမှာကျွန်တော်က task လေးနှစ်ခုမခံဘဲနဲ့ value ပေါ့နော် value formula ကိုခေါ်လိုက်ရင်လည်းအဲ့တက်စာဓာတ်ဒီကိုတန်ကဏ္ဍကိုပြောင်းပေးတာပါပဲ task လေးနှစ်ခုခံတာနဲ့ဒီ value formula သုံးတာနဲ့တော့အတူတူပါပဲဒါကဒီကအဲ့ဆို value formula သုံးပြီးတော့ value formula သုံးပြီး substitute ကိုခေါ်လိုက်ပါမယ် substitute အဲ့ဆိုတော့ဒီမှာသူရဲ့ဟာ test ကိုရိုက်မယ် o test ကတော့ကျွန်တော်ခန်းလေးက USD ပါ USD ပါအဲ့ပြီးတော့ new tag ကတော့ဘာမှမထားပါဘူး instant number ကတော့မတရိုက်တော့မလိုတော့မရိုက်ပါဘူးအဲ့ပြီးတော့ queen ကကျွန်တော်3 queen ပေးရပါမယ် formula 3ခုတုံးထားတဲ့အတွက်ဒီမှာလည်း1800ပါပဲအတူတူပဲဖြစ်ပါတယ်နော်1800ပဲအတူတူပဲဖြစ်ပါတယ် formula တက်လေးဆွဲထားလိုက်မယ်ဆိုရင်တော့ဒီ value ဆိုတဲ့နေရာနဲ့ဒီ test လေးနှစ်ခုခန္ဓာပဲကွာသွားတာပါအဲ့မှာကျွန်တော်တို့ကဒီနေရာမှာအာ1800နဲ့မကောက်ဘူးကျွန်တော်တို့က1800 USD ဆိုပြီးဖြစ်ချင်နေဆိုလို့ရှိရင်တော့ ော့ and လေးရဲ့ and ဖို့ and sign လေးကိုခေါ်လိုက်ပါပြီးလို့ရှိရင်တော့အဲ့ဒီစင်ဟောပေါ့မြတ်တောင်အပွင့်လေးလေးနဲ့ကျွန်တော်တို့ထည့်ခြင်းတဲ့စာသားလေးကိုထည့်လိုက်ပါအဲ့ဒါဆိုရင်ဒီမှာ18000 USD ဆိုပြီးဖြစ်သွားပါပြီဒီမှာလည်းအတူတူပါပဲကျွန်တော်တို့ and formula and sign လေးကိုခေါ်လိုက်ပါပြီးလို့ရှိရင်အဲ့ရက်တောင်အပွင့်ပိတ်လေးနဲ့ကျွန်တော်တို့ထည့်ခြင်းတဲ့ USD ဆိုတာလေးကိုထည့်လိုက်ပါမယ်အဲ့ဒါဆိုရင်ရသွားပါပြီ ်ဒါလေးနဲ့ကျွန်တော်တို့ကကဏ္ဍနဲ့စာရတွေရောနေတာကိုအလွယ်တကူဖယ်ထုတ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်